ါရှင်မေလ20ရက်အင်္ဂါနေ့ရွှေကုံရဲ့ထူးခြားပြည်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ပေါင်းလောင်းရေလောင်းတမန်ကြံခိုင်မှုအားစောင့်ကြည့်တိုင်းတာစစ်ဆေးမှုများပုံမှန်ဆောင်ရလျက်ရှိတယ်လို့ဆိုတဲ့သတင်းပေါင်းလောင်းတမန်နဲ့ရေပူလွေရဲ့စံခိုင်မှုကောင်းမွန်စေရန်ပုံမှန်ထိမ့်သိမ်းခြင်းများကိုနေ့စဉ်အပတ်စဉ်လစဉ်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီးတဘာဝဘေးရန်နှင့်တခခုကြုံတွေ့လာရမှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေအားအသေးစိတ်ကြည့်ရှုနိုင်ရန် တန်းမော်နီတာရင်းစောင့်ကြည့်တိုင်းတာစစ်ဆေးမှုများအမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။လက်ရှိစစ်ဆေးတွေ့ရှိမှုအခြေအနေများအရရေလောင်တမန်စန့်ခိုင်လုံးကျုံမှုအခြေအနေမှာကောင်းမွန်ပြီးစိုးရိမ်ရန်မရှိကြောင်းသိရပါတယ်။မန္တလေးငလင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်ပေါလောင်းရေလောင်တမန်အပေါ်ရန်အကြောင်းများဖြစ်ပေါ်ခဲ့မှုပေါ်တတ်မှတ်လုံထုံးလုံးနည်းများနဲ့အညီပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီပြီးဖြစ်ခါ ရာဂီမုန်တိုင်းတက်ခတ်ခဲ့မှုကြောင့်ရှေဖိုလွဲပထမအဆင့်ထိခိုက်ပျက်စီးခဲ့မှုအားပြင်ဆင်ဆောင်ရွက်ရန်စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်းသိရပါပါရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့လက်ဟဲမျိုးရင်းအသေးစားရှီယာလီယက်စီစီမံကိန်းဖော်ဆောင်နေတဲ့သတင်း စကိုင်းတိုင်းနာဂါကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသလဟဲမျိုးတွင်လျှက်စစ်အားပြေဝါစွာသုံးဆွဲနိုင်ရေးအတွက်ဟွေထိုက်အသေးစားရှိအားလျှက်စစ်စီမံကိန်းအားလျှက်စစ်စွာဝင်ကြီးဌာနမှအကောင့်ထည့်ဖို့ဆောင်ရလျက်ရှိကြောင်းသိရပါသည်။အဆိုပါဟွေထိုက်အသေးစားရှိအားလျှက်စစ်စီမံကိန်းအားလဟဲမျိုးရဲ့အနောက်တောင်ဘက်နမိုင်ခန့်အကွာရှိဟွေထိုက်ချောင်းပေါ်တွင်တည်ဆောက်လျက်ရှိခြင်းဖြစ်ကစီမံကိန်းတွင် အမြင့်82ဘီခန့်ရှိကကွန်ကရစ်ရေလွှာစဲအလျာ1983ဘီခန့်ရှိ ရေသွဲများရေထိန်ကန်ဖျားမြင့်ပိုက်လိုင်းနဲ့ဓာအပင်ဆက်ရုံစတဲ့အစာအုံများပါဝင်သောဓာရိုက်ရေသွဲပုံစံစနစ်ဖြင့်တည်ဆောက်လျက်ရှိကြောင်း၎င်းရှိအားလျက်စင်စင်မဲ့ကိန်း PC ဘာကလျက်စစ်တအား၄မဂါဝက်ထွက်ရှိမှဖြစ်ကလက်စင်ပြင်းများတအား၂၁ကီလိုဝက်နာရီတန်ခမ်းကိုထုတ်လုပ်ပေးနိုင်မှဖြစ်ပြီးလက်ရှိအချိန်တွင်သတ်မှတ်ကာလအတွင်း PC နိုင်ရန်စောင့်ဝါလျက်ရှိတယ်လို့သိရပါရရှင်။ ထပ်မံတင်ဆက်မဲ့တဲ့ရင်ကတော့လာရှိုမျိုးရင်းလူဝေမှုကြီးကြပ်ရေရှုံဖွင့်လှစ်ပြီးရုံးလုံငန်းဆိုင်ရာများစတင်လို့ဆောင်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမျိုးတွင်မေလ19ရက်မှစတင်ပြီးလူဝေမှုကြီးကြပ်ရေရုံအဖွင့်လှစ်ခါရုံးလုံငန်းဆိုင်ရာများစတင်လို့ဆောင်ပြီးကြောင်းသိရပါတယ်။လာရှိုမျိုးအားနာစကလက်အောက်သူပြန်လည်ရယူပြီးနောက်ပြန်လည်ထူထောင်ရေးအတွက်အဓိကကြားတဲ့မြို့လုံးကျုံကြီးကျမ်းမာရေးနေတန့်ရှိလုပ်ငန်းများကိုဦးစားပေးဆောင်ရွက်ခဲ့ပြီး ပညာရေးနှင့်လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းဆိုင်ရာများကိုအကောင့်ထည့်ဖော်လာခြင်းဖြစ်ပါသည်ဒါအပြင်ယခုစတဲ့နေ့အတွက်လာရှုမှာကျောင်းအပ်လက်ခံခြင်းအားအခုမေလ22ရက်မှာစတင်လက်ခံသွားရန်ရှိပြီးတော့စတင်ကျောင်းပေါင်း39ကျောင်းရှိတဲ့အနက်တက်ပွဲဖြစ်ပွားခြင်းကထိခိုက်ပျက်စီးသွားတဲ့စတင်ကျောင်း5ကျောင်းတိရှိကြောင်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်မယ့်သတင်းကတော့မန္တလေးရှိငလျင်ကယ်ဆေးစခန်းတစ်ခုတွင်တပ်ပင်လဲကျပြီးလူနာဦးသေဆုံးတဲ့သတင်း။ မန္တလေးမြို့မဟာအောင်မြင်းမြို့နယ်ရှိငလျင်ပေးတင်ကဲစဲစခန်းတစ်ခုမှာမေလာ၁၈ရက်မနက်စောပိုင်း၁၂နာရီမိနစ်30ခန့်ကမိုးရွာသွန်းမှုကြောင့်ကုတ်ကိုပင်လေကြာရမှာလူနှစ်ယောက်သေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသားတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။မဟာအောင်မြင်းမြို့နယ်စိန်ပန်းရွာက41လမ်းနဲ့89လမ်းတောင်ရှိဗရာရာမှာရွှေကူကျောင်းတိုက်အတွင်းရှိငလျင်ပေးတင်ကဲစဲစခန်းမှာလုံးပတ်၅ဘေးခန့်အရှိပေး၄၀ရှိကုတ်ကိုပင်ဟာမိုးရွာသွန်းမှုကြောင့်အမြင့်ခြေကနေလှမ်းပြီးလေ ကြခဲ့တာလို့ဆိုပါတယ်။ဖြစ်စဉ်ကြောင့်အမျိုးသားတအူးအမျိုးသမီးတအူးတို့တည်ဆုံခဲ့ပြီးမိုးကောင်းရသားလူမှုကွန်ရက်အသင်းကသူနာတင်းရင်နဲ့မန္တလေးပြည်သူစီယွန်ကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသိရပါတယ်ရှင်။ဆလဒင်းစမဲတဲ့ရင်ကတော့ကြောက်ဖြူညိုအနီးမြမပင်လေပြင်တွင်ရီတာစကေ9ဒသမ8အစင်ရှိငလင်လှုပ်ခတ်တဲ့တဲ့ရင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့အနီးမြမပင်လေပြင်တွင် ရတားစကေး၅တက်သမတ်အဆင့်ရှိငလင်လောက်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလားဗီလာညချာမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။မေလ၁၉ရက်မြမစံတော်ချိန်နနက်တနာရီ၄၅မိနစ်တွင်စစ်တွေမြင်းကလင်းစကမ်းမှာအရှိတောင်ဘက်မိုင်90ခန့်ကွာဝေးသောမြမပင်လေပြင်ကြောက်ဖြူမြို့ရဲ့တောင်မက်29မိုင်ခန့်အကွာအနက်23ကီလိုမီတာကိုဗဟုပြုပြီးအင်အားရတားစကေး၅တက်သမတ်အဆင့်ရှိအင်အားအသင့်တင်ရှိမြင်းကလင်းတစ်ခုလှူရှားသွားခြင်းဖြစ်ပါတယ်။ အဆိုပါငလင်းမှာမေလအတွင်းရခိုင်ပြည်နယ်မြမပင်လေပြည်နယ်စတင်လောက်ခတ်ခဲ့တဲ့ငလင်းတစ်ခုလေးဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ကျမတို့ရှင်ကုန်မီဒီယာကနေပြည်တွင်းမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စင်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စင်များကိုအစဲတပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။တရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။